ဟယ်လိုအလောမင်္ဂလာပါကိုစောဖူဘလော့ကနေပြန်လေးကြိုဆိုလိုက်ပါရဲနော်ဒီနေ့ကတော့ဝက်ကလီဇာဟင်းချက်စာမှာဖြစ်ပါတယ်ဝက်ကလီဇာကိုကျွန်တော်အရင်ပြောပြမယ်နော်ဝက်အစာအိမ်နဲ့ဝက်တရရွက်ဖြစ်ပါတယ်ဝက်ကလီဇာကိုညီရအောင်ကျွန်တော်အရင်ပြောလိုက်ပါမယ်နော်ကျွန်တော်မဆွေးတော့ပါဘူးပြောတဲ့ခါကျရင်ကျွန်တော်စားနဲ့ရှာရတာရေကိုထိပ်ပြီးရင်တော့ကျွန်တော်အရင်ပြုတ်လိုက်ပါမယ်နော်ပြုတ်ထားတဲ့အချိန်မှာကျွန်တော်တို့ချင်းချက်ပေါ်အတွက်တော့ပြင်ထားလိုက်ပါမယ်နော် ဂျင်းကျက်တော်နီကျက်တော်ဖြူဒီတောင်မျိုးကို ကျွန်တော်တို့အရင်ညက်အောင်ထောင်းလိုက်ပါမယ်ထောင်းလို့ညက်ပြီဆိုရင်တော့ကျွန်တော်တို့ပျောက်ထားတဲ့ဝက်ကလီစာကိုအရင်သွက်ကြည့်ပါမယ်ဒါကတော့7မိနစ်လောက်ကျွန်တော်ပျောက်ထားတဲ့အနေထားပေါ့နော်ဒါကတော့အကြီးအနားဒီညက်ကြီးတွေအကလောင်းဖတ်လာခဲ့ပါတယ်နော်ဒါအကြီးကတော့ကြည့်စားအတားမဲတူးနေရောပဲဝက်ကလီစာချက်တဲ့ခါကျရင်မကြီးရအောင်ဒီလိုမျိုးပျောက်ရင်လေးရပါတယ်နော် ဒါကတော့ကျွန်တော်တို့ဆယ်ထောက်လိုက်ပြီးရင်တော့305ခါလောက်ရေသွေးဆွေးထားလိုက်ပါမယ်ရေဆွေးပြီးပြီဆိုရင်တော့ဒါကကျွန်တော်တို့ကြိုက်တဲ့အရွယ်အစားကိုကျွန်တော်တို့တောင်းထားလိုက်ပါမယ်နော်ဒါကတော့ဦးမကြီးကိုကိုရီးယားဝမ်တောင်းတောင်းပေးရပါတယ်နော်ဒါကဝယ်စားလို့လည်းတမ်းပါတယ်နော်ဒါတောင်းတောင်း900ဆိုရင်တော့ ဒီဟာကတော့ဘာလို့ခေါ်တာလဲတော့ကျွန်တော်ခင်မသိဘူးเนาะဒါကတရရွယ်လို့ပဲထင်နေတာကတကယ်ကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့သိရင်တော့အောက်မှာ comment မှာရေးလာပေးပါเนาะဒါကဒီဟာကတော့ဈေးမကြည့်ပါဘူးเนาะစားလို့လေးကောင်းပါတယ်ဒီဟာကတော့ငါးခုမှတစ်ထောင်ပဲပေးရပါတယ်เนาะဒါကျွန်တော်ဒီနေ့တောင်းခုပဲချက်ထားပါတယ်เนาะငါးခုစလုံးဆိုရင်တော့ဟင်းကများတော့မှဆိုလို့ကျွန်တော်ကတောင်းခုပဲချက်ထားပါတယ်เนาะဒါကကျွန်တော်တို့လီထားပြီးပြီဆိုရင်တော့အိုးထဲမှာကျွန်တော်ထည့်ပါမယ်เนาะ ហេណាមួយចាញ់វើអត់ឯងករវ៉ៃយូឯងទៅជួខោណណពុយផាឡាតកឡុងថែថាឡៃបារេណោះមិនស៊ីលេមកថែលុយយ៉ាបារេតាករអសនាកថាងថារចិត្តតនីចិត្តតភូជីងថែបាមេងយកទីគូលេទសុនតតាឡុកថែឡៃបារេសំរិមម៉ោលេអ្នេងងែថែបាមេតាករអជូម៉ោអ្នេងងែថែបាមេសាអ្នេងងែថែបាមេពេលស៊ីអជូលេអ្នេងងែថែបាមេណោះអាយ៉ងលេឡាពូអត់ឯង စာပလာတွေအလုံးထည့်လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့လက်နဲ့ပဲနဲ့ထားလိုက်ပါမယ်နော်အရာဒါလေးဆိုရင်ကြောက်အောင်ဒီနေ့ကတော့ကျွန်တော်စီမတတ်တော့ပါဘူးနော်ဒီနေ့ကတော့လောင်းချက်သူပုံစံမျိုးပဲချက်လိုက်ပါမယ်ပြီးလို့ရှိရင်စီထည့်ပါမယ်မရောက်ဆောင်ဆေးရည်လေးအနေငယ်ထည့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်အဖောင်းအောက်ထားပြီးတော့ချက်ထည့်ပါမယ်ဒါရည်ပုတ်ပတ်ဆူလာပြီးဆိုရင်တော့ကျွန်တော်တို့အနေငယ်ဟိုပြေးလိုက်ပါမယ်နော် ပြီးလို့ရှိရင်ကျွန်တော်တို့အဖုံးလေးအောက်ပြီးတော့ရေခက်စီပြန်လာတဲ့အထိတို့ဆက်ထလိုက်ပါမယ်နော်ကဲဒီလောက်ဆိုရင်စီပြန်လာပြီဆိုရင်တော့ကျွန်တော်တို့အဲငယ်ငွေပြီးရတော့ဝက်ကလီစာဆိုတော့စကြဆက်မှတ်သားလို့ပြောမယ်နော်ဒါကတော့တရေတို့ရှိသေးတယ်တော့တရေလောက်ဖတ်ထလိုက်ပါမယ်နော်အနည်းဆုံးဆံရေလောက်ချိန်တော့ရပါပြီနော်ကျွန်တော်တို့အဲငယ်ငွေပြီးရတော့အဖုံးလေးပေါက်ထလိုက်ပါမယ် ဒါကတော့ဒီပြန်ပြီးဆိုရင်တော့ဒါတက်ကလေးဒါလေးကြီးလာပြီနော်ဒါကတော့ဒီတက်ကောနော်ဘွက်ကလေးဒါလေးနူလာပြီဆိုရင်တော့ကျွန်တော်တို့အရတာမြည်ဆန်းကြည့်ပါမယ်လိုတာသတ်ထည့်လို့ရပါတယ်နော်ကျွန်တော်ကတော့အစားအနေငယ်ပေါ့နေလို့ကျွန်တော်စားအနေငယ်သတ်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်မဆလာလေးအနေငယ်ထည့်ပြီးရင်တော့အနေငယ်မူပြလိုက်ရင်တော့ဘွက်ကလေးဒါဟင်ကျက်ပါပြီဗျာစားလို့ရပါပြီ ဝက်ကလီစာကြိုက်တဲ့သင်ခင်းတွေရှိလာဗျကျွန်တော်နဲ့အတူတူလာစားကြမယ်နော်ဝက်ကလီစာကိုတငယ်ချင်းတို့ဘယ်လိုချက်လဲဆိုတော့အောက်မှာ comment မှာရေးလာပေးပါเนาะကျွန်တော်လည်းတငယ်ချင်းတို့ comment တွေကိုဖတ်ပြီးရတော့ကျွန်တော်လည်း like ချက်စားကြည့်မယ်เนาะကျွန်တော်ရဲ့ video ကို like and follow လေးလောက်ထားပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်เนาะ ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်အထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုတင်မှပြန်ဆောက်အောင်မယ်နော်ဘိုင်ဘိုင်